တော့ကိုအာနာပေးလိုက်မယ်တက်မတော်ကအာနာထိန်လိုက်မယ်ပထမ20နဲ့တင်2လပိုင်း3လပိုင်းမှာတက်မတော်ကဥမာ438ရာကာလုံးခေါ်အာနာပေးပြီးတော့ဥမာ438ရာတက်မတော်ကနိုင်ငံတော်အာနာကိုထိန်လိုက်မယ်လို့နိုင်ငံရေးဂျိုသုံးသက်ခဲ့တာကျမမင်္ဂလာပါမြန်မာနိုင်ငံအတွက်ပဋိပက္ခတန်တဲ့အတူမှန်ကန်တဲ့သတင်းတွေကိုအမြင့်တက် relation လုပ်ပေးသွားမှာဖြစ်ပါတော့ကြောင့်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးကြပါအောင်နော်မင်္ဂလာပါမျိုးတို့ရေ မျိုးညစ်တွေကအကောင့်တုံးနဲ့ရန်တိုက်ပေးတာကိုမျိုးချစ်တွေကရန်ဖြစ်မယ်ဆိုရင်နီးပိန့်ထက်ပူပိန့်တဲ့လူတွေကျမတို့ဖြစ်သွားလိမ့်မယ်။ထပ်ပြောပါမယ်။မျိုးညစ်တွေကအကောင့်တုံးနဲ့ရန်တိုက်ပေးတာကိုမျိုးချစ်တွေကလိုက်ပြီးရန်ဖြစ်နေမယ်ဆိုရင်ကျမတို့ကသူတို့နီးပိန့်လို့ခေါ်တာကိုဆိုတော့ကိုရီးယားနီးပိန့်ထက်ပူပြီးပိန့်နဲ့ဘောပိန့်နဲ့စိမ့်ပိန့်ဖြစ်သွားလိမ့်မယ်။အကောင့်တုံးပြဿနာကလေအာပထမဆုံးကျမကိုဒီ Prime Media မှာစနိုက်ပါဆိုဆိုပြီးတော့အကောင့်အကောင့်တုံးလဲပဲပေါ့နော်။ကျမတို့ YouTube မှာလာပြီးတော့ အာကျမကရန်စကားကြီးလာပြောတာပေါ့လာပြောတော့ကျမအကြည့်လိုက်ပြီဆိုတာနဲ့ဩဒါသူတို့တော့မဖြစ်နိုင်ဘူးဆိုပြီးကျမတခါရဲ့အကောင့်ဘန်းလိုက်တယ်မဘန်းရင်ထပ်ပြီးမှတ်မှာဆိုဘန်းလိုက်တယ်ပြီးတော့ကာယကံရှင်ဖြစ်တဲ့အဲ့ဒီ Prime Media ကို Viber ကနေတော့ပြီးဆက်သွဲတယ်ကျမကဒီလိုဒီလိုမှတ်ထားတာတွေ့ရဲ့အကောင့်သူ့ထင်လို့ကျမဘလော့လိုက်ပါတယ်အကောင့်စစ်ဆိုရင်တော့ဘာကြောင့်ပါလဲဘာဖြစ်ချင်လို့လဲ ဒါပုတ်ခွေတော်တော်တလေးသွားမေးလိုက်တယ်သူတို့ကလည်းပြန်ဖြေရှင်းပါတယ်မဟုတ်ပါဘူးပေါ့အဲ့တော့ကျမတွေးလိုက်ပြီးစလိုက်ပါစုအကောက်တုနဲ့ကျမကိုလာပြီးတော့ရန်တိုက်လို့ရှိရင်ကျမအကောက်ပုံစံမဘုတ္တအကောက်တုဆိုပြီးတော့ရန်တိုက်လိမ့်မယ်ဆိုတော့ကျမသိတယ်ဆိုတော့ပြီးခဲ့တဲ့ဒီ28ရက်နေ့ကတော့မှကျမ YouTube ပဲအမြဲတမ်းမှာဆိုတော့လေကျမ28ရက်နေ့ကတော့မှကျမဒီမှာတက်တော်မှာမဘုတ္တမဟာသေးဆိုပြီးတော့အကောက်တုတစ်ခုပေါ်နေတယ်ဆိုတဲ့အကြောင်းကျမပြောခဲ့သေးတယ်ဆိုတော့အဲ့ဒီအကောက်တုကနေပြီးတော့ပြောတဲ့ဟာတွေကိုမတ်ရွှေမူမူ အမခေါ်ပေးမယ်အန်တီလိုအမီရပါနော်အန်တီရွှေမူမူနဲ့နန်းနွဲ့နေနေလိုက်နန်းနွဲ့နေနေနိုင်ခပြားလေးတွေစားလေးတွေရေတော့ကျမတို့အားပေးတယ်ဒါသူတို့ကနေပြီးတော့ဒီအကောက်တုကရန်တိုက်တာတို့ယုံပြီးတော့ကျမတို့လာပြောတယ်။ဆိုတော့ကျမစဉ်းစားတာနေလိုက်တာနဲ့အကောက်တုမှန်တိတာနေတာကြီးကိုကြည့်လိုက်တာနဲ့အကောက်တုမှန်တိတာဘာလို့အကောက်တုလည်းတိတာလဲဆိုလို့ရှိရင်မအက်ဒီရှင်မှုမူတင်လာတဲ့ဟာမှာတို့ကြည့်လိုက်။သူတို့စကရင်ရှော့ရိုက်ထားတဲ့ဟာမှာကြည့်လိုက်။အဲ့ဒီဗီဒီယိုတွေမှာဝါတာမက်ပါတယ် ဝါတာမက်ဆိုတာရေစာလေတင်မကျမမဘုတ္တမဟာသွေးဆိုရင်မဟာသွေးလေး4ပေါ့နော် F မဟာသွေးဖိုးဆိုရယ်ကျမရဲ့မဟာသွေးတတော်အကောင့်ရဲ့ရေစာဝါတာမက်ပါတယ်အဲ့ဒီဝါတာမက်တွေပါနေတာကမူရင်းအကောင့်ကိုတင်တဲ့ဗီဒီယိုကိုစေ့ပြီးပြန်ပြီးတင်ထားလို့အဲ့ဒီဝါတာမက်ပါနေရရေစာပါနေရဆိုတော့ကျမတို့ကနိုင်ငံရေးလုပ်တယ်ဆိုတာအဲ့ဒီလိုအသေးအဖွဲလေးရစားပြီးတော့တောင်းစီအောင် လုပ်ရတယ်လေတောင်းစီအောင်လုပ်ရတယ်ဥပမာရွှေမူမူဆိုရင်ရွှေမူမူအကောင့်ပေါ့ရွှေမူမူတူး ချွေမမထရီစသည်ဖြင့်သူ့ရဲ့အကောင့်ကဘီဒီယိုကိုသူများယူပြီးတင်လို့ရှိရင်အဲ့ဒီသူ့ရဲ့ရေစာအမှတ်ဝါတာမက်ကနေပြီးတခြားအကောင့်မှာပေါ်နေတယ်ဒါတော့ကြည့်တရားဖြင့်အကောင့်တုံနဲ့အရင်သိတာတယ်နောက်တစ်ခုမက်ရွှေမမူနော်အန်တီရွှေမမူကိုကျွန်မဟိုးအရင်ကအန်တီရဲ့ဗီဒီယိုတွေကိုကျွန်မအကောင့်ဆက်နဲ့အသေးတွေပေးထားတယ်ပေးထားတာရှိပါတယ်အန်တီဖုန်းကို screen record လောက်ပြီးတော့ပြန်ရှာကြည့်လိုက်ရှာရတော့လွယ်ဘာလို့လဲဆိုတော့အန်တီတို့ ဒီလိုဖိုင်နေမှာအသေးပေးတယ်လူက1000 2000မရှိဘူးအဲလူမများဘူးလူ1000 2000မရှိဘူးအသေးပေးတယ်လူကမများတဲ့အတွက်ရှားရတယ်လွယ်တယ်ပြန်ရှားကြည့်အရှင်းရဲ့ဒီလိုဖိုင်နေကိုကျွန်မအရင်ကအသေးလေးတွေပေးပြီးအားပေးရှင်ကျွန်မကိုပြောထားတာလေကျွန်မအရင်ကတွေ့တွေ့ပေမဲ့ကျွန်မအသေးပေးလိုက်တယ်ကျွန်မရင်မရှားဘူးကျွန်မအသေးပေးထားတာကြီးရှိတယ်အဲ့ဒီလိုမျိုးကျမအကောင့်ဆင်းနဲ့အနီရွှေမှုမှုအသေးလေးပေးထားတဲ့ဟာတက်တော့မမြင်မဲနဲ့အကောင့်တူမှာကလေကြည့်တဲ့လူကလူတစ်ထောင်နှစ်ထောင်မရှိကြည့်တဲ့လူကလူတစ်ထောင်နှစ်ထောင်လောက်ပဲရှိတယ်ရှဲတဲ့လူကလူတရာမပြည့် လူတထောင်နှစ်ထောင်လောက်ပဲရှိတဲ့အောက်တုကိုကြတော့အတ္တိမှုရွှေမှုမှုတို့နန်းရွယ်နေနေလိုက်လို့အမြင်တယ်လူတထောင်လူတသိန်းလောက်ရှိရင်ကျမရဲ့ကောင်းစစ်ကြတော့မမြင်ကြဘူးဆိုတော့အော်ဘလို့များပါလိမ့်ပေါ့ပြီးရင်ကျမတို့ကမျိုးညစ်တွေရန်တိုက်သမျှကိုလိုက်ပြီးရန်ဖြစ်လန်ဖြစ်နေအောင်ပိမ့်ပိမ့်ရဲလူတွေမဟုတ်ဘူးကွာအောက်တစ်ခုရှာရဲဆိုတော့အဲ့ဒီမှာဝါတမတ်ရေးစားပါပြီးသားအဲ့တုံးစာကိုရိုက်ပြီးရှာလိုက်တာနဲ့အောက်စကသူ့တော့ပေါ်လာပြီးသားနော်အဲ့ဆိုတော့ကျမမလေးခံယူချက်တစ်ခုရှိရင်ကျမက ညညိုထိုးပြီးဝေဖန်ရင်ကျွန်မလက်ကုပ်တီးပြီးအားပေးရတဲ့တရရှိတယ်။ငါကျွန်မကျွန်မဆိုလို့ရှိရင်ပေါ့နော်ကျွန်မအာတော့ဆုတွေနဲ့ LED ဆိုရဆိုလို့ရှိရင်ကျွန်မ2019 2020တွေကကျွန်မမြေပြင်မှာမြူသားကြီးလှုပ်ရှားတယ်။နော်ကျွန်မအာ LED body ဆိုရကိုကျွန်မတို့ကန်အတိုက်ခံနေလှုပ်တယ်ဆန္ဒတွေပြရဲအဖမ်းခံရတယ်နော်2019 2020ကာလမှာကျွန်မတို့အဖမ်းခံရရဲစခန်းတွေမှာတွားရတရားရုံးတွေတွားရဆိုလို့ချင်တာကအစိုးရကိုပဲကျွန်မတိုက်အစိုးရမဟုတ်တဲ့နော်တမရကြီးဝင်ကြီးချုပ်တမရနဲ့ဝင်ကြီးပေါ့နော်ဝင်ကြီးတွေပဲတိုက်တယ်အောက်ကလွတ်တော်အမတ်တွေတောင်မှပဲမတိုက်ခင်ဘူး ိတ်ပြီးတော့မဝေးဖန်ဘူးလက်ရှိမှာဆိုလို့ရှိရင်လည်းနာဆာကအစိုးရကောင်းရင်လက်ခုတီးတယ်နော်မှန်ရင်လက်ခုတီးအားပေးတယ်မှားရင်ချုပ်ရှင်ကျွန်မလက်ညှိုးထိုးပြီးထောက်ပြဝေးဖန်တယ်အစိုးရကိုပဲပြောတာအစိုးရမဟုတ်တဲ့တခြားဘသူ့ကိုမှနော်နောက်ဆုံး G1 တွေဘုံမှုတွေတိုင်းမှုတွေကျွန်မစကားရဲအောင်ထည့်မပြောမဝေးဖန်ဘူးအဓိကအစိုးရတရားဖြစ်လာလို့ရှိရင်အဲအစိုးရရဲ့ကောင်းချစ်ဆိုခြင်းကိုထိန်းချောင်းပေးတာပေါ့နော်ဆိုလို့ချင်တာကအဲ့လိုမျိုးမဘုဒ္ဓကိုအခုလက်ညှိုးထိုးရရတယ်ဒါဆိုရင်မဘုဒ္ဓအတွက်ရှင်တို့လေလက်ခုတီးပြီးအားပေးခဲ့ဘူးလား哦。Oh. လိုက်ရှာကြည့်နော်2019 2020ရဲ့က NLD ပါတီအစိုးရလက်ထက်တဲ့ကကျွန်မမျိုးသားရေးမြေပြင်မှာတကယ်လုပ်တယ်ဝင်းရင်မှာတကယ်လုပ်တယ်လက်ရှိအချိန်ထိလည်းကျွန်မတို့မျိုးသားရေးလုပ်တယ်ဆိုတာကလိုင်းပေါ်မှာနေမြေပြင်မှာနေနေတာမဟုတ်ဘဲနဲ့အဲ့ဒီမျိုးသားရေးသမားတွေရဲ့တာရေးနာရေးဘသူ့ရဲ့တာရေးမဆိုဘသူ့ရဲ့နာရေးလို့ဆိုကျွန်မလို့ရဆောင်မှာချင်းကိုကြီးဆောင်မှာချင်းကျွန်မဖေးမှာကူညီတယ်မှန်တော့တစ္ဆာစကားဘယ်မျိုးသားရဲ့တမားရဲ့တာရေးမဆိုနာရေးမဆိုကျမတို့လူမရောက်ရင်ငွေရောက်တယ်ငွေမရောက်ရင်လူလူရောက်တယ်ဖေးမှာကုညီတယ် မြို့သားရေးကြောင်းမှာဆိုလာစဉ်ကျွန်မတက်နိုင်တယ်လို့ဆုံးကတ်တယ်ဒီနေ့ဆို9ရက်နေ့ငါလာစဉ်9ရက်နေ့တိုင်းဆုံးကတ်တယ်၄နှစ်ရှိပြီဆိုလိုချင်တာကအဲ့ဒီလိုမျိုးကျွန်မလောက်ဆောင်မှုတွေပုံမှာရောအန်တီတို့အနေနဲ့နော်အန်တီရွှေမုံမုံတို့နန်းနန်းနေနေနိုင်လို့လက်ခုပ်တီးပြီးအားပေးခဲ့ဘူးလားတစ်ချိန်တစ်ခါလောက်လက်ညှိုးထိုးရဲလက်ခုပ်တီးပြီးအားပေးရတဲ့တက်တီလည်းရှိရတယ် နော်ဆိုတော့အခုကဘာဖြစ်ချင်နေကြလဲမဘုတူကိုအဖမ်းခံစေချင်တာမဘုတူအဖမ်းခံရရင်ရှင်တို့ပြောမှာလားရှင်တို့ကအဖမ်းခံစေချင်တာလားနိုင်ငံရေးမလုပ်စေချင်တော့ဘူးလားဒါဆိုဟုတ်တယ်ကျွန်မအော်တော်တော်တက်ခတ်မှုတွေများတယ်တော်ပြီးနိုင်ငံရေးစိတ်ကိုမင်းနိုင်ငံရေးမလုပ်တော့ဘူးမဘုတူနားပြီနိုင်ငံရေးနားပြီကျွန်မနိုင်ငံရေးတင်နားလိုက်ပြီအဲ့ဒါဆိုအန်ဒီတို့ပြောမှာလားအဲ့ဒါဆိုအန်ဒီတို့ပြောမှာလား 说这巴说亏完到你来边你，本身没有骗你咯，然后店里里讲下咯，性格也挺偏白。这他家人都讲，这样子人家嘛上学的，这么路他差钱，等得钱挣你的钱嘛，这么路啊钱钱该做没赚该没有苦路哎，我不骂贵。 PDF တွေလက်နက်ကန်တော့ခေါ်ပါတယ် PDF ကိုတောင်မှနော်ပြင်မှုကျွလုံးချင်းမရှိတဲ့ PDF တွေမျိုးလိုမိဘအုပ်ချင်းတွေလည်းပြန်လည်အနှံ့ပါတယ်ဆိုပြီးတော့ကြီးတယ်မှုငယ်အောင်ငယ်တဲ့မှုပပြောင်လို့လို့ရှိရင်ကျမတို့မှာအပြစ်တင်ရှိရင်လည်းပဲကျမတို့အချင်းချင်းကြီးတယ်မှုငယ်အောင်ငယ်တဲ့မှုပပြောင်ဝေဖန်လို့ရတယ်ထိချောင်းပေးလို့ရတယ်ပြုတ်ပြင်ပေးလို့ရတယ်နော်ဥပမာကျမကျမဆိုလို့ရှိရင်ကျမတို့လာပြီးဓာတ်ရိုက်ဆက်သွဲလိုက်ဓာတ်ရိုက်လာပြောအဲ့ဒီလိုပြောပြရမယ်တောင်းရယ်အချင်းချင်းထိချောင်းရမယ်တောင်းရယ်ရှင်တို့တွေမှာရှိအဲ့ဒီလိုမျိုးထိချောင်းပေးတော့ကျမကလက်မခံဘူးဆိုရင်အော်ငါတို့ပြောတယ်လက်မခံဘူးသူ့ထိုင်နေသူ့တန်သွားဒါမျိုးပဲဖြစ်တယ်နော် လက်ရှိမှာတက်မတော်ချက်တဲ့နိုင်ငံကိုချက်တဲ့တဖက်ကအကြမ်းဖက်သမားရေရန်နေပြီးတော့လှုပ်ဆောင်တဲ့လူတွေအများကြီးရှိတယ်။အဲ့ဒီအများကြီးတဲမှာပါရှင်တို့တွေရှားကြည့်ပါ။2020ရွေးကောက်ပွဲကျင်းပတဲ့အခါကဒီရွေးကောက်ပွဲကတမနာနဲ့ယူစီပေါင်းပြီးလိန်နေတဲ့ရွေးကောက်ပွဲကြီးဖြစ်တယ်။နိုင်ငံကြီးတိုးတုံးခဲ့တာကျမ ရွေးကောက်ပွဲပြီးပြီးချင်းမဲပေးပြီးပြီးချင်း NLD နိုင်ပြီဆိုပြီးတော့တို့ကအုံနဲ့ကျဲနဲ့အောင်ပွဲခံပြီးတပ်ခါစိတ်တက်တွေကြာနေတဲ့အချိန်မှာရွေးကောက်ပွဲပြီးပြီးနောက်တစ်နေ့မှာ NLD ပါတီလုံးဝအစိုးရမဖြစ်နိုင်ဘူးတက်မတော်ကဖက်ရှိပုံကာကွယ်ရမယ်တာဝန်ရှိရဒါကြောင့်မို့တက်မတော်ကဝယ်ရေးဦးတည်ချုပ်ကိုရွေးကောက်ပွဲပြန်ကျင်းပပြီးလို့ကျမတို့တောင်းဆိုရမယ်ယူ EC ကိုဖက်သိမ်းရမယ် NLD ပါတီအစိုးရမဖြစ်နိုင်ပါဘူးနိုင်ငံရေးကြိုးတုံးလုပ်ခဲ့တယ်ကျမနော် ဲ့ဒီကနေပြီးတက်မတော့တက်မဲယုံ၄ယုံဆက်တယ်တက်မဲယုံ၄ယုံဆက်ပြီးဆိုရဲကပုံမှ၄ရက်၁၀ခွန်ရတမရကကောင်းလုံးခေါ်ပြီးတက်ချုပ်ကိုအာနာပေးလိမ့်မယ်တက်မတော့ကအာနာထိန်းလိမ့်မယ်မတော့၂၀နဲ့တင်းနှစ်လပိုင်း၃လပိုင်းမှာတက်မတော့ကပုံမှ၄ရက်၁၀ခွန်ရကောင်းလုံးခေါ်အာနာပေးပြီးတော့ပုံမှ၄ရက်၁၈ရတက်မတော့ကနိုင်ငံတော်အာနာကိုထိန်းလိမ့်မယ်လို့နိုင်ငံရေးဂျိုးသုံးသက်ခဲ့တာကျမအခုလောလောဆယ်ဆယ်လားရှုပ် လာရှုံဆိုလို့ရှိရင်လည်းလာရှုံနဲ့ပတ်သက်ပြီးရမခအကုန်လုံးကရမခတိုက်ပွဲမှာနိုင်နေတဲ့အချိန်မှာကျွန်မတယောက်တည်းပြောခဲ့တယ်လာရှုံကိုစကားသုံးလုံးနဲ့ပြောရင်ပယုံလုံးတော့ကြာရင်လုံးမပါနိုင်တဲ့အနေအထားမှာရှိတာလေပြောရတဲ့ခါကျတော့ကျန်တဲ့ဘုံမကြီးအကုန်လုံးဝိုင်းဆဲတယ်ကျွန်မကသူတို့ကလာရှုံရမခကိုနိုင်နေတယ်ပြောပြီးကျွန်မကပယုံလုံးလို့ပြောလိုက်လို့အဲ့ဒီလိုနဲ့လာရှုံကြီးကြာသွားပြီးတော့လာရှုံနဲ့ပတ်သက်လို့သူပြောငါပြောပြောနေတဲ့အချိန်မှာလာရှုံကို2025မေလ မေလာမတိုင်ရင်တော့မို့မေလာကောင်မှာတက်မတော်ကပြန်ရလိမ့်မယ်လာရှိုးမှာကျမရဲ့ခန္ဓာလေးပညာရေးခန္ဓာလေးပြန်ပြီးလဲပက်လိမ့်မယ်အချိန်တိကျတဲ့နိုင်ငံရေးကြိုးတုံးတော့ခဲ့တာကျမမြန်မာတနိုင်ငံလုံးမှာလိုက်ရှာကြည့်ဘုံမကြီးအများကြီးရှိရတယ်တက်မတော်ချက်တဲ့လူတွေအများကြီးရတယ်တက်မတော်ထောက်ခံတဲ့လူတွေအများကြီးရှိတယ်အဲ့ဒီလိုနိုင်ငံရေးကိုဥပဒေပုံမှာအတိကျနဲ့အချိန်တိကျနဲ့နိုင်ငံရေးကြိုးပြီးသုံးသပ်နိုင်တာကျမပဲရှိရနော်ရှင်တို့လေအခုပြောလို့အားမပြုတ်ကိုကြီးတွေးတဲ့ဆိုမနာလို့ဖြစ်လို့ရတယ်ဒါပေမဲ့အီရှင်းကအီရှင်းမဲ့ဒါအမှန်တရားတွေတမားရလေလို့မရဘူးဗျာ ဲ့ဒီလိုမျိုးတွေခင်ဗျားတို့เนาะခင်ဗျားတို့ကိုယ်တိုင်လည်းမသိဘူးကြိုပြီးသုံးသပ်နိုင်တဲ့အရေးချင်းရှိဘူးဒါကပကတိရှိတရားဆိုတော့ခင်ဗျားတို့အပြစ်ပြောနေတာမဟုတ်ဘူးကျွန်မအဲ့ဒီလိုမျိုးတွေလောက်ဆောင်မှုပေါ့လက်ခုပ်ကြည့်ပြီးအားပေးခဲ့ဘူးလားပြန်ကျွန်မကိုပြန်ပြီးဖြေစားမလို့ကိုကိုကိုပြန်ဖြေကြည့်လက်ဖို့လက်တယ်ရှင်းသားကြည့်ကိုအကြောင်းကိုတည်ဆောင်ကိုလက်ပြကိုအလုံးစုံမယ်